This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. င်္ဂလာပါရှင်။မြို့သားညီမျိုးရေးအစိုးရရဲ့အတန်လွတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3မှ90 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.3 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနားဆင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည့်ဆင်ကြပါစို့။အခုချိန်ကစပြီး Radio NUG Season 2ဓာတ်ရိုက်အတန်လွတ်ပြီးနေပါ ရေဒီယို NUG သောတာရှင်ပေါင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘာဝပြီးစစ်အာဏာရှင်ဗီဒီယိုကနေကင်းဝေးပြီးကိုစိတ်နှပြချမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG ဝိုင်းတော်သားတွေကဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ရှင်။မင်္ဂလာညချမ်းပါရှင်။ ဒီကနေ့2025ခုနှစ်မေလ24ရက်နေ့ညပိုင်းရေဒီယိုအန်ယူဂျီအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်။ပထမအဆုံးအနေနဲ့ရေဒီယိုအန်ယူဂျီစီးရီးသတင်းကောက်နှုတ်ချက်ကိုမင်းယူကဖတ်ကြားတင်ပြပေးသွားမှာပဲဖြစ်ပါလိမ့်ရှင်။ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ။ခုချိန်ကစပြီး2025ခုနှစ်မေလ24ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယိုအန်ယူဂျီစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့မင်းယူပါ။ပထမဆုံးစီးရီးသတင်းအနေဖြင့် ကိုပိုင်ပြထန်းခွင့်အပြည့်ဝရှိသောမွန်ပြည်ပေါ်ထွန်းရေးနှင့်ဆရာနာရှင်စနစ်အမြန်းချုပ်ငင်းရေးရမညမွန်တက်တော်ဖွဲ့စည်းတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကိုပိုင်ပြထန်းခွင့်အပြည့်ဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးနှင့်ဆရာနာရှင်စနစ်အမြန်းဆုံးချုပ်ငင်းရေးအတွက်ရမညမွန်တက်တော်ဖွဲ့စည်းလိုက်တယ်လို့မွန်ပြည်သစ်ပါတီဆရာနာရှင်တိုက်ဖြတ်ရေး NMSPAD နဲ့မွန်ပြည်လူမျိုးရေးတပ်တော် MLA တို့ပူးတွဲကြေညာလိုက်ပါတယ်။ ဆင်အာနာရှင်စနစ်တိုက်ဖြတ်ရေးဒန်းတူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသောမွန်ပြည်ပေါ်ထွန်းရေးဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီနေ့မေလ24ရက်မှာမွန်ပြည်သစ်ပါတီဆင်အာနာရှင်တိုက်ဖြတ်ရေး NMSPAD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ပူးတွဲကြေညာချက်မှာအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLAAD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ပေါင်းစည်းပြီးတမန်ရမညလို့ခေါ်တဲ့ရမညမွန်တက်တော်ရမညမွန်အာမီ RMA ကိုဖွဲ့စည်းလိုက်တယ်လို့လည်းအသိပေးပါဗျ။ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နိုင်ငံရေးစစ်ရေးဥဆောင်အဖွဲ့နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော်ဥဆောင်အဖွဲ့တို့ပါဝင်တဲ့မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နိုင်ငံရေးစစ်ရေးကော်မတီကိုအဖွဲ့ဝင်26ဦးနဲ့ဖွဲ့စည်းလိုက်ပြီးဥက္ကဋ္ဌအဖြစ်ဦးနိုင်စေရဒုဥက္ကဋ္ဌနိုင်လရီကောင်းအတွင်ရေးမှုနိုင်ပညာလေတို့ကိုရွေးချယ်ခန့်အပ်ခဲ့တယ်လို့လည်းသိရပါဗါဒါအပြင်မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နိုင်ငံရေးစစ်ရေးကော်မတီဦးဆောင်မှုနဲ့ ရမညမွန်တက်တော် IMA အတွက်စည်ရေးဆိုင်ရာလုပ်ငန်းတွေကိုအကောင့်ထဲဖွင့်နိုင်ဖို့အဖွဲ့ဝင်9ဦးပါတဲ့စစ်ကော်မတီကိုဖွဲ့စည်းခဲ့ပြီးစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စလွန်ထော်ဒုစစ်ဦးစီးချုပ်တဲ့ဗိုလ်မှူးကြီးဆိုဝင်းနဲ့ဒုစစ်ဦးစီးချုပ်နှင့်ဗိုလ်မှူးကြီးကြည်စံတို့ကိုခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ပူရဲကြေညာချက်မှာဖော်ပြထားပါတယ်ကိုပိုင်ပြထန်းခွင့်အပြေဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးနဲ့ဆစ်အာနာရှင်စနစ်အများဆုံးခြုံငင်းရေးအတွက်မွန်ပြည်သစ်ပါတီဆစ်အာနာရှင်တိုက်ဖြတ်ရေး NMSPAD နဲ့ ရမညမွန်တက်တော် RMA တို့ဟာဘဝတူတွေဖြစ်တဲ့အဖိနှိတ်ခံတိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းပြီးတိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်ချင်းတောင်ပေါ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုဒေသကာကွယ်ရေးတပ်တွေပူးပေါင်းခုခံနေတဲ့သတင်းကိုတင်ပြပေးပါမယ်ချင်းတောင်ပေါ်ကိုစစ်ကောင်စီဘက်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသမှာရှိတဲ့ချင်းတော်လိုင်းတက်တွေပူးပေါင်းခုခံတိုက်ခိုက်နေတယ်လို့ CDF CDM အစီရင်အဖွဲ့ကထုတ်ပြန်ထားပါတယ်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ CDF CDMC ရင် PDF Zulan CDF KKG တို့ကမေလ22ရက်ကစပြီးလက်ရှိအချိန်ထိခုခံတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမေလ18ရက်ကစပြီးချင်းတောင်ပေါ်ဒေသကိုစစ်ကြောင်းထိုးလာတဲ့အတွက်ဒေသနေပြည်သူတထောင်ကျော်စစ်ဘေးရှောင်နေရတယ်လို့လည်းအသိပေးပါတယ်။ စစ်ကောင်စီဘက်ကအင်အား800ကျော်နဲ့ချင်းတောင်ဒေသကိုစစ်ကြောင်းထိုးလာတာကိုဒေသမှာရှိတဲ့ချင်းတော်လိုင်းရဲတပ်တွေပူးပေါင်းပြီးခုခံတိုက်ခိုက်နေတာလို့ဒေသတွင်းသတင်းတွေအရသိရပါဗျ။အခုလိုစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာတဲ့အတွက်ကလေးတိုင်းရင်းလမ်းမကြီးကိုမေလ20ရက်နေ့မနက်7:00နာရီနောက်ပိုင်းကစပြီးယာယီပိတ်ထားမယ်လို့ CDF CDMC ရင်ကအသိပေးထုတ်ပြန်ထားပါဗျ။ ယာယီပိတ်ထားချိန်မှာဖြစ်လာတဲ့ပြဿနာတွေကိုတာဝန်ယူမှာမဟုတ်တဲ့အတွက်အရေးပေါ်ထုတ်ပြန်ချက်ကိုလိုက်နာပေးဖို့လဲ CDF CDM စီရင်ကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာဆလဘီတထုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာကြောင့်မြို့သူမီတူဦးတေဆုံးပြီးနှစ်ဦးဒဏ်ရာရကအိမ်၅လုံးပျက်စီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ကရင်မျိုးသားစီယုံကတူလီအုပ်ချုပ်နယ်မြေတထုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာကြောင့်မျိုးသမီးတဦးတေဆုံးပြီးနှစ်ဦးဒဏ်ရာရကအိမ်ငါးလုံးပျက်စီးသွားတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။တထုံမြို့နယ်ကတိပုကျေးနယ်အုပ်စုပန်နီကုန်းကျေးရွာမှာတိုက်ပွဲဖြစ်တာမရှိဘဲမေလ22ရက်နေ့ည8:00နာရီကျော်အချိန်မှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအမှတ်314အမြောက်တပ်က120မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီပြစ်ခတ်မှုကြောင့်ပန်ဒီကုန်းရွာကအသက်48နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့ရပြီးအသက်48နှစ်အရွယ်အမျိုးသမီးတဦးနဲ့သမီးဖြစ်သူအသက်17နှစ်အရွယ်အမျိုးသမီးတို့လက်နက်ကြီးကြီးထိမှန်တရားရခဲ့ပြီးအိမ်ငါးလုံးပျက်စီးခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်ခင်ဗျာယခုနောက်ဆုံးစစ်ရေးသတင်းနေဖြင့်လောင်လုံးမြို့ပေါ်ကဆရာဖရုံးကို တော်လိုင်းအင်အားစုတွေတိုက်ခိုက်မှုမှာစစ်သား2ဦးသေပြီး4ဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်။တဝဲခရိုင်လောင်းလုံးမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ဆရာဖရုံးကိုတော်လိုင်းအင်အားစုတွေတိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးသေပြီး4ဦးဒဏ်ရာရသွားတယ်လို့တဝဲခရိုင်တပ်ပေါင်းစုကထုတ်ပြန်ပါတယ်။လောင်လုံးမျိုးကစရဖရုံးကိုမေလ22ရက်နေ့မနက်7:00ခွဲဝန်းကျင်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ တဝဲခရိုင်တပ်ပေါင်းစုက ထုတ်ပြန်တာဖြစ်ပါတယ်စစ်တပ်ဆရာဖယုံကိုတဝဲခရိုင်တပ်ပေါင်းစုနဲ့အတူနေဦးပြောက်ကြားတပ်ဖွဲ့ဖက်ဒရယ်ဒူဝွန်ကျဲအဖွဲ့ချောင်းသားတော်လန်ရေးအဖွဲ့ဒေါနာတက်ခွဲခွန်တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့တွေဘက်ကအထူးကိမရှိဘူးလို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုဗီဒီယို NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ စီးရီးသတင်းတွေကိုနားဆင်ကြကြရတာဖြစ်ပါတယ်အခုဆက်လက်ပြီးပြည်တွင်းသတင်းတွေကိုတော့ຫນွေဦးမိုင်ကတင်ပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်အခုချိန်အစပြီး2025ခုနှစ်မေလ24ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio UNG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျွန်မကတော့ຫນွေဦးမိုင်ဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုမရှိသေးတာကြောင့်တစ်ဖက်သက်ချန်စီယိုခတ်တာမျိုးမလုပ်ဖို့အိန္ဒိယအစိုးရကို GSCP တောင်းဆိုတဲ့သတင်းကိုဥစွာတင်ပြပေးပါမယ်။မြန်မာနိုင်ငံမှာပြည်တွင်းနိုင်ငံရဲ့တည်ငြိမ်မှုမရှိသေးတဲ့ကာလအတွင်းတစ်ဖက်သက်ချန်စီယိုခတ်တာမျိုးမလုပ်ဖို့အိန္ဒိယအစိုးရကိုအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရင်းအားစု GSCP ကတောင်းဆိုလိုက်ပါတယ်။မြန်မာအိန္ဒိယနှစ်နိုင်ငံရဲ့ဆက်မှာတမိုးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကရဲဘော်တွေတပ်ဖြတ်ခံရမှုနဲ့ပတ်သက်တဲ့သဘောထားကို ီနေ့မေလ24ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ရမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။အိန္ဒိယအစိုးရအနေနဲ့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်တွေတက်ဖြတ်ခံခဲ့ရတဲ့ကိစ္စအမှုမှန်ပေါ်ပေါက်ရေးစုံစမ်းဖော်ထုတ်အရေးယူပေးဖို့နဲ့ဒီလိုကိစ္စတွေထပ်မဖြစ်စေရေးစီမံဆောင်ရွက်ပေးဖို့လဲအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရင်အားစု GSCB ကထပ်ပြီးတောင်းဆိုထားပါတယ်။စကိုင်းတိုင်းတမူးခရိုင် ကမကြီးကျေးရွာအနီးကမြန်မာအိန္ဒိယနယ်ဆက်မြန်မာနိုင်ငံဖက်ချားမှယာယီစက်ခန်းရွှေပြောင်းတာဝန်ထမ်းဆောင်နေတဲ့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်၁၀ဦးမေလ၁၄ရက်နေ့ကစက်ခန်းကနေပျောက်ဆုံးသွားပြီးအိန္ဒိယနိုင်ငံနယ်ဆက်လုံခြုံရေးတပ်ဖွဲ့ Assam Rifle တပ်ရင်းတပ်ထံကနေမေလ၁၆ရက်နေ့မှာရဲဘော်တွေရဲ့ရုပ်လောင်းတွေကိုနှိမ့်နှိုင်းတောင်းဆိုလက်ခံရရှိခဲ့လို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံချိုင်းဝန်ကြီးဌာနထုတ်ပြန်ချက်တိုင်းရက်တီကြောင်းလဲအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကထုတ်ပြန်ထားပါတယ်ရှင်ဆလပီမတူပီမြုပ်တွင်ကပြည်သူတွေလိုက်နာရမယ့်အခြေခံရင်စည်းကမ်းတွေမတူပီ CDF ထုတ်ပြန်တဲ့သတင်းတင်ပြပေးပါမယ် မတူပီမြို့တွင်ကပြည်သူတွေလိုင်းနာရမယ့်အခြေခံရင်စည်းကမ်းတွေကိုမတူပီ CDF ကဒီနေ့မေလ24ရက်မှာထုတ်ပြန်လိုက်ပါတယ်။မတူပီမြို့တွင်ကပြည်သူတွေလိုင်းနာရမယ့်အချက်14ချက်ပါတဲ့ရင်စည်းကမ်းတွေကိုအတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီစည်းကမ်းချက်တွေထဲမှာရင်ကြီးရင်ငယ်တွေအလုံးတတ်မှတ်ချိန်တွင်သာမောင်းနှင်ကြဖို့ရင်မရက်ရလို့ကန့်သက်ထားတဲ့နေရာတွေမှာရင်မရက်ကြဖို့လေကြောင်းအနေရှိနေချိန်မှာရင်းတွင်အလုံး15မိနစ်အတွင်းရထားကြဖို့ မြုပ်တွင်းမှာယင်ကြီးတွေ၃စီးနဲ့အထက်တန်းစီပြီးမရက်ဖို့မြုပ်တွင်းလမ်းမာတွေမှာမိနစ်30ထက်ပိုပြီးမရက်နာဖို့နဲ့အသက်16နှစ်အောက်ကလေးတွေရင်မမောင်းဖို့စတဲ့အချက်တွေပါဝင်ပါတယ်စီးကမ်းမလိုက်နာတဲ့သူတွေကိုထိရောက်တဲ့အရေးယူမှုတွေလုပ်သွားမယ်လို့မသူပီစီတီရဲ့ပြည်သူ့လုံခြုံရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်လွမြောက်နယ်မြေသွားလို့တဲ့ပြည်ခရင်ကရတားပြည်သူတွေကိုကူငင်ပေးမယ်လို့ပြည်တက္ကသိုလ်ကျောင်းသားများတမကဆိုတဲ့တရင်ကိုနောက်ထပ်တင်ပြပါမယ် လွမြောက်နေမည်သွားလိုတဲ့ပြည်ခရင်ကရတားပြည်သူတွေကိုကူညီပေးမယ်လို့ပြည်တက္ကသိုလ်ចောင်းသားများတက်မက PUSU ကပြောကြားလိုက်ပါတယ် ပြည်ခရိုင်အတွင်းမှာရှိတဲ့မိဘပြည်သူတွေနဲ့လူငယ်တွေအနေနဲ့စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုရှောင်ရှားပြီးတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လွမ်းမြောက်နေမျိုးကိုတွားလိုပါကဆက်သွယ်နိုင်တယ်လို့ပြည်တက္ကသိုလ်ကျောင်းသားများတမက PUSU ကမနေ့မေလ23ရက်နေ့ထုတ်ပြန်ချက်မှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပြည်ခရိုင်အတွင်းမှာရှိတဲ့အိမ်တွေပရဟိတကေဟာတွေနဲ့ ုံကြီးချောင်းပါမချန်ဝေရောက်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေစက်တိုက်ပြုလုပ်နေတယ်လို့ရက်ကြီးအုပ်ချုပ်ရေးမှူးတွေရဲ့စစ်မှုထမ်းဥပဒေအကြောင်းပြငွေကောက်ခံတာတွေဟာအဖက်ဖက်ကစက်တီးနေတဲ့လူထုအပေါ်ဖိအားတွေထပ်ဖြစ်စေတယ်လို့ PUSU ကဆိုပါတယ်ပြည်ခရိုင်အတွင်းကအချို့သောလူငယ်တွေဟာတော်လှန်တပ်ဖွဲ့တွေနဲ့အချိတ်ဆက်မရှိရကြောင်းတော်လှန်ရေးနယ်မြေတွေကိုမသွားနိုင်တဲ့သူတွေရှိနေတယ်လို့လဲဒေသနယ်ပြည်သူတွေကပြောပါတယ် စစ်မှုထမ်းအပတ်စဉ်ဟာ73ထိရောက်ရှိလာပြီးဖြစ်တာကြောင့်လူငယ်တွေအနေနဲ့လုံခြုံရေးအထူးဂရုပြုကြဖို့ပြည်တက္ကသိုလ်ကျောင်းသားများတက်မက PUSU ကတိုက်တွန်းထားပါတယ် ြည်ခရဲအတွင်းမှာစစ်ရေးလှုပ်ရှားမှုတွေအရှိန်မြင့်လာနေပြီဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့စစ်ရေးတရီရှိရှိနဲ့လေကြောင်းရန်လက်နက်ကြီးရန်ကိုအထူးကယူပြုကြဖို့နဲ့စစ်မှုထမ်းအဖြစ်ဖန်ဆီးခံရတဲ့လူငယ်တွေအနေနဲ့နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေစီမှာခေလုံချဖို့လဲနှိုးဆော်ထားပါတယ်။ဘကိုတိုင်းထက်ကပြည်ပေါက်ခေါင်းရွှေတောင်နဲ့ပရောင်မြုံနယ်တို့မှာစစ်ကောင်စီတပ်ကလူငယ်တွေကို ပေါ်တာဆွဲဖန်ဆီးတာတွေအခုနှစ်တွင်ပုံများလာတယ်လို့သိရပါတယ်ရှင်။ မိုးကုတ်မှာမိုးရဲ့ဆေးရောင်သူတို့ကိုမိုးရဲ့ဆေးအများပြားနဲ့အတူဖမ်းဆီးရမိတဲ့တဲ့နောက်ဆုံးတင်ပြပေးပါမယ်တောင်ပြေတက်မဟာနှင့်နေမည်မိုးကုံးမြို့မှာတောင်ပြေမြို့နယ်ရဲတပ်ဖွဲ့ကမိုးရက်စေဝါရောင်းဝယ်သူအမျိုးသားတအုပ်ကိုမိုးရက်စေဝါအများပြားနဲ့ဖမ်းဆီးရမိခဲ့လို့ TNLA ကထုတ်ပြန်ပါတယ်မိုးကုံးမြို့တန်လွင်တောင်ရက်ွက်မှာနေထိုင်တဲ့အသက်၄၀အရွယ် ဦးအောင်မျိုးဟင်းကိုမေလ27ရက်နေ့လယ်2:40မိနစ်40ခန့်အချိန်မှာဖမ်းဆီးနိုင်ခဲ့လို့ဆိုပါတယ်။မိုးရစေးဝါရောင်းဝယ်နေတယ်လို့သတင်းရတဲ့အတွက်တအောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးခဲ့တာဖြစ်ပြီးမိုးရစေးဝါရင်းနဲ့အတူဖမ်းဆီးရမိခဲ့လို့အသိပေးပါတယ်။ဦးအောင်မျိုးဟင်းထံကနေတကက်ကိုအထုပ်30ပါတဲ့စိတ်ကြွဆေးပြား ရာမ18ကပ်ဘိန်းဖြူစပ်ပြားခွက်တစ်ခွက်နဲ့ဘိန်းမဲ3ပိတ်ကဖမ်းဆီးရမိခဲ့လို့သိရပါတယ်။ထို့တူမေလ15ရက်နေ့တုန်းကလည်းမိုးကုံမြို့နယ်လွယ်စာအုပ်စုနားလုံးရွာမှာတအောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့ကရှောင်းတခင်စစ်ဆေးမှုတွေပြုလုပ်နေချိန်စိုင်းကဲမောင်းလာတဲ့ဥဇော်မင်းထက်ကိုဘိန်းဖြူစပ်ပြားခွက်၄ခွက်စိတ်ကြွဆေးရာမ17ထုံးနဲ့ ငွေသားကျပ်သိန်း40နဲ့အတူဖမ်းဆီးရမိခဲ့လို့သိရပါရယ်လက်ရှိမှာမိုးရဲ့စေဝါးရီနဲ့အတူဖမ်းဆီးရမိတဲ့သူတွေကိုထိမ့်သိမ်းထားပြီးဥပဒေနဲ့အညီအရေးယူသွားမယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားဌာနကထုတ်ပြန်ထားပါရယ်ရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG တင်ထောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါရယ်ရှင်မင်္ဂလာပါရှင် မနက်ဖြန်မေလ25ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလီအားအသင့်တင်ရှိနိုင်ပြီးတိမ်အသင့်တင်ကနေတိမ်ထူထနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မုတ်တမခွေးနဲ့မြဝကျော်မော်ဒေသတို့မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီ25မိုင်ကနေ25မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှအသင့်တင်ကနေလိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်ပါတယ်။တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ နေပူချိန်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်ရှင်။တရရှင်များရှင်ဒီနေ့ညရဲ့တော်လန်ရေးကဗျာကဏ္ဍမှာတော့စုဘိုးမိရေးဖွဲ့ထားပြီးလွတ်လပ်ຫນွေဦးခန်းစားရွတ်ဖတ်ထားတဲ့မိသင့်ကြောက်များလို့အမည်ရတဲ့တော်လန်ရေးကဗျာကိုထုတ်လွှင့်ပေးလိုက်ပါရစေရှင်။မိသင့်ကြောက်များခစ်ကိုခတ်ချလိုက်တဲ့အခါမိတော့ဟာ ရဲကနေပဲတောင်းကင်နှစ်ခုစာအလွဲတွေကြားမှာတည်ရအရှုံးဟာလောင်ကြီးပေါ့ပောက်ကောင်ကိုဖွင့်မယ်ဆိုလက်ကိုရှောင်ကြရစမြင်မဟုတ်လားစိတ်ထားတဲ့နှုတ်ခမ်းတွေကြားမှာပိပိယိယိမိညိထားကြတဲ့နှလုံးသားတွေရှိတယ်တေတေတတ်တတ်ထောက်သိမ်းထားရတဲ့ performance စကားတွေရှိတယ်ခိုင်ခိုင်မာမာတိတ်ဆိတ်ထားဖြစ်တဲ့ တမဏိတံတားတွေရှိတယ်။တရွေ့ရွေ့လှမ်းလျှောက်နေရတဲ့အဖိုးအိုတယောက်ရဲ့ဖလံတဲ့အကွက် ကြဲကြဲကြီးထဲမှာဖက်ပောက်ကိုဂီတာလိုခောက်ပြီးအုံနောက်မှာတက်တူးထိုးထားတဲ့လူငယ်တွေရဲ့အတွေးအံွက်ထဲမှာလေးတော့ပြင်ပြားပေါ်မှာဆော့ကစားနေရတဲ့ကလေးလေးတွေရဲ့မသိစိတ်အရေးတစ်ခုထဲမှာတကားတွေအလုံးပိတ်ထားရတဲ့မိဘကြောင့်လည်းက မိမသားတယောက်ရဲ့ဓာသွေးတံအောင်မှာတဝန်တစ်ခါခྱི་သွားနေရတဲ့လင်သားတယောက်ရဲ့ဖက်ကျန်းတက်လိုက်ထဲမှာမြစ်တွေဟာကိုကိုကိုလှော့ခတ်ရင်းပင်လေစီ ရေဒီယိုအန်ယူဂျီမှဆက်လက်အသံလွှင့်နေပါတယ်ဒေါက်တာရှင်များရှင်အခုဆက်လက်ပြီးတော်လန်ဟီအစီကဏ္ဍကိုဆက်ချင်ပါတယ်မောင်လူမွေးရေးသားထားပြီးရန်နိုင်ခန်းစားတင်ဆက်ထားတဲ့ရှုပ်ရှက်ခတ်နေတဲ့ဖက်စာအုပ်တွေလို့အမည်ရတဲ့အစီကိုနားဆင်ပေးကြပါအောင်ရှင်ရှုပ်ရှက်ခတ်နေတဲ့ဖက်စာအုပ်တွေမိုးတွေမဲပေါင်ပြီးလျှက်စီးတွေကလက်နေတယ်မိုးရဲ့အမောင်ကြောင့် ညရဲ့အမောင်ဟာပိုနဲ့လာတယ်ထင်ရတယ်။လျှက်စီးတွေလက်တိုင်းပဝန်းရှင်ကို ထင်းထင်းကြီးမြင်နေရတယ်။မိုးဆက်အမုံတွေဟာမောင်လူမွေးတို့အိယာအထိပတ်ပြန်းနေလို့အနှဲငယ်အေးတဲ့ခံစားမှုကိုခံစားရတယ်။မောင်လူမွေးစာဘတ်ချင်နေပေမဲ့လျှက်စင်မီးမရှိတာမိုးလေကြောင့်မီးထွန်းလို့အဆင်မပြေတာတွေကြောင့်စာမဖက်ရဘူး။တကယ်တော့ညပိုင်းမောင်လူမွေးစာမဖက်ရတာအချိန်တော်ကြပါပြီ။ညအချိန်နဲ့နဲ့စိတ်အေးအေးအိယာဖို့အရေး ရွှေရပြောင်းရဆိုတော့ဘယ်လိုစာဖတ်နိုင်ပါမလဲစာမဖတ်ရင်မနေနိုင်တဲ့မောင်လူမွေးတောင်စာဖတ်ဖို့အချိန်နေမပေးရင်မောင်လူမွေးတပည့်ကျော်တွေညအချိန်ဘယ်လိုဖတ်နိုင်ကြပါမလဲမောင်လူမွေးတွေးမိပါတယ်ကျောင်းသူကျောင်းသားတွေထဲမှာဖတ်စရာစာအုပ်ရှိပြီးမဖတ်နိုင်တဲ့သူနဲ့ဖတ်စရာစာအုပ်ကိုမရှိတဲ့သူဆိုပြီးနှစ်မျိုးရှိသေးတယ်ဟိုးတလော့ကကျောင်းသားမိခင်တယောက်ကသူ့သားကိုဗလာစာအုပ်နဲ့ခဲတယ်နေအရင်ဝယ်ပေးတယ်ဖတ်စာအုပ်ကတော့သူများလေးကကြည့်လို့ရသေးတယ် ရေးစာအုပ်ကသူများစာအုပ်ထဲသွားရေးလို့မရဘူးလို့လည်းပြောသေးတယ်။ကလေးတွေအတွက်ပြတ်ထန်းစာအုပ်တစ်စုံကို2000ခွဲကနေ3000ခွဲထိရှိတယ်။အထက်တန်းတွေဆို9000 6000ထိရှိတယ်။ဖတ်စာအုပ်ရောဗလားစာအုပ်ကောတပြိုင်တည်းဝယ်ရင်မူလာတဲ့အလဲတန်းတောင်စိတ်ကနန်းကတ်တယ်။ဒီတော့အချုံးမိဘတွေဟာဖတ်စာအုပ်ရောရေးစာအုပ်ရောတပြိုင်တည်းမဝယ်ပေးနိုင်ကြဘူး။ဖတ်စာအုပ်ကတော့သူများတွေကကြည့်လို့ရသေးတယ်။ရေးစာအုပ်ကသူများစာအုပ်ထဲသွားရေးလို့မရဘူးဆိုတာလဲ။ သူ့အခြေအနေနဲ့သူတော့ဟုတ်နေတယ်။ကျောင်းသူကျောင်းသားအများစုကတော့ဖတ်စာအုပ်အကြလေးတွေကိုတဆင့်ပြန်ဝယ်သုံးကြရတယ်။ဖတ်စာအုပ်တွေဟာသူတို့အထက်ကကျောင်းသူကျောင်းသားတွေရေးခဲ့ချစ်ခဲ့တာတွေနဲ့ရှုပ်ရှက်ခတ်နေတယ်။အချို့စာအုပ်တွေဆိုဖတ်စာအုပ်ထဲကစာရီကိုတော့မနှဲမြင်အောင်ကြည့်ရတဲ့အနေအထားဖြစ်တယ်။ရှုပ်ပွားနေတဲ့ဖတ်စာအုပ်တွေဟာကလေးတွေကိုပညာရေးစိတ်ဝင်စားအောင်မဆွဲဆောင်နိုင်ကြပါဘူး။ကြည့်လိုက်တာနဲ့သူတို့အမြင်အာရုံကို ရှုပ်ရှက်ခတ်သွားစေတော့အမြင်နဲ့လေ့လာမှု visual learning မှာအားနည်းသွားပါတော့တယ်ဒီတော့ဖတ်စာအုပ်ထက် whiteboard နဲ့ blackboard ကိုပဲမောင်းလုံးမွေးအားကိုးနေရပါတယ်ဒါမှကလေးတွေရှင်းရှင်းလင်းလင်းမြင်ပြီးလေ့လာမှတ်သားနိုင်တာကို အချို့ဒေသတွေမှာလူအဖွဲ့အစည်းဟာလည်းကလေးတွေရဲ့ဖတ်စာအုပ်အဟောင်းတွေလိုပဲရှုပ်ရှက်ခတ်နေတယ်လူအဖွဲ့အစည်းဟာ target သိမ့်ပြီးဖြစ်တဲ့အတွေ့အကြုံဟောင်းအယူအဆဟောင်းဒလိဟောင်းတွေကိုတော်လိုင်းဖတ်စာအုပ်ထဲမှာအတင်းထည့်သွင်းရေးမှတ်နေကြတော့ အကုန်ရှုံးရှက်ခတ်ပြီးနားမလည်နိုင်ဖြစ်ကြရတယ်လို့မောင်နှမွေးထင်တယ်။ရှင်းရှင်းလင်းလင်းရှိတဲ့ကလေးတွေရဲ့ကြောင်းဖက်စာအုပ်ကိုတော့အပြည့်စုံမဖြည့်ပေးနိုင်တဲ့လူဖွဲ့စည်းဟာဥမှုရှုပ်ထွေးပွဲရှိနေတာကို တွေးတောပြီးမောင်နှမွေးရင်မုန်းမိတာတွေရှိပါလေ။လက်ရှိကာလမှာတော့ရိုးကုန်ဖြောင်းကုန်ပညာကုန်နဲ့ပြည့်စုံတဲ့ခေါင်းဆောင်တွေဟာလူဖွဲ့စည်းရဲ့ဖက်စာအုပ်တွေဖြစ်တယ်။ဒီလိုခေါင်းဆောင်တွေဒေသတိုင်းမှာပေါ်ပေါက်ဖို့အရေးကြီးတယ်လို့မောင်နှမွေးယုံကြည်ပါလေ။မောင်လုံးမွေးတို့ចောင်းဆရာတွေကတော့ ရှုပ်ရှက်ခတ်နေတဲ့ဖက်ဆောက်တဲကဟာရီကိုကလေးတွေစိတ်ဝင်စားလာအောင် ရှင်းလင်းနားလည်အောင်သင်ပြကြရမှာဖြစ်တယ်။ကလေးတွေကိုပညာသင်ကြရမှာကျောင်းဖက်ဆောက်သားမကလက်ရှိလူမှုဖွဲ့စည်းကရှုပ်ရှက်ခတ်နေအောင်မှတ်ထားတဲ့လူမှုဖက်ဆောက်တွေတဲကအမားတွေကိုကလေးတွေဆက်လက်အမှတ်မမရအောင်မောင်လူမွေးတို့ကျောင်းဆရာတွေမှာတာဝန်ရှိတယ်လို့မောင်လူမွေးခံယူထားပါလေ။ဖက်ဆောက်မှုရှိပဲရေးဆောက်ထဲမှာထင်းရရေးခဲ့ရင်ရှုပ်ရှက်ခတ်နေတဲ့ဖက်ဆောက်ကိုဖတ်ပြီး အမှန်မှားတဆင့်မှားတွေကို ရေးခဲ့ရင် အမှန်ကို မရနိုင်ပါဘူးကလေးတွေမှားရေးခဲ့ရင်စောင့်ကြည့်တတ်တဲ့ဆရာဆင်မကအချိန်ခဏတာအတွင်းပြင်ပေးလို့ရတယ်ဒေါ်လာရေးဖက်စာသမိုင်းဖက်စာကို အဖက်မှားအမှန်မှားပြီးထင်ရကို ရေးကြရင်တော့ပြင်ဖို့မျိုးဆက်နဲ့ချီပြီးနှစ်များစွာကြာကြရအောင်မှမို့အဖက်မှားအမှန်မှားမဖြစ်ကြရအောင်အလေးနဲ့သတိထားကြဖို့မောင်လူမွေးတိုက်တွန်းလိုက်ပါရစေခင်ဗျာမောင်လူမွေး

ဒုတာယူခဲ့ကြခွေယူမောင်းထုတ်ဆိုနွေဦးကလာရောက်ပြီလက်ချင်းချိန်ထားကြသွေးချင်းသားချင်းဆက်ကြစို့ ဆင်းနေကြတဲ့ပြည်သက်ပေါင်းလို့ရှင်ဒီနေ့ရဲ့နောက်ဆုံးအစီအစဉ်ဖြစ်နေတိုင်းနာဘာသာစကားထုတ်လွှင့်မှုကိုတင်ဆက်ပေးကြပါမယ်။တပတ်တွင်သတင်းတွေကိုကချင်ဘာသာနဲ့ Brandshay ကတင်ပြပေးပြီးတဲ့နောက်မှာတော့ကျမတို့ရဲ့ညပိုင်းရေဒီယိုထုတ်လွှင့်မှုအစီအစဉ်ကိုရန်နာတော့မှာဖြစ်ပါတယ်။သောတာရှင်ပေါင်းလုံခြုံတရားချမ်းမြေတဲ့ညချမ်းကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ စောင်းရိုင်းကျရဝင်ပေါ်အမျိုးရှာနေရောင်းဝေးပြောစင်ဆာငါမြကလုံးရေဒီယိုအန်ယူဂျီကပတ်မီလမန်ပြည်လဲဝဆိုင်ဘတ်ချွမ်ရှိကနေဖဲငိုင်းပတောင်ရှိကော်နာထွန်ရှိလဲရမတော်စနာရင်ရာရှောင်းနံခုနာဒီပိန်နင်ထွန်ဥတင်တွင်ကထောင်းလဲကရှင်ကြံကတာတာကုမရှင်အမြင်ပြတ်တက်မကနာရှိကရှပရာနီစနေဇွန်လောင်နာဂလဝဲရှရာမုံရဲဇော်လဲကရှင်ကြံမကောတပ်ချုံတိုင်းလာမုံငိုင်းငါနာမုံပုံခရီမောင်တပ်တာဇဝေဆိုးစနေရှိကပဲတောင်မတွညာနာရင် ဒီပဲနေထောင်ဥတိန်တွင်ကထောင်လေကာရှင်ချောင်းကတာတာကွန်ရှင်မြင်ဖြစ်တဲ့မကနာရှီကာရှပရာနီဆွနေစာလောင်လကလဝိုင်ရှရာမုံရေဇွန်လေကာရှင်ချောင်းမကောက်တပ်ချုံတိုင်းလာမုံငါငါနာမုံပေါခရမတပ်တာဆိုဝိဆို PPTV တဲ့လက်ဆန်စန်တိုင်းလမန်တာဆွနေရယ်ကင်ကောကုလခုံနဲ့နန်ဖိုင်ကောနာဂရာချုံဂရာစီရုံထမုံတပ်ညုံဒါနာမတူဥပတိရှပတာချလိုရယ်ဒဲမကျော်မကောမကခရမတပ်တဲ့အန်တီပါတီတပ်ခမ်ဇာတပ်မီတဲ့ချက်ခုပနာဂရာချုံထမုံ တပ်ဂျုံနာမတူအန်ထေနီဂလော်ဒိုင်လာမနာတပ်ဂျုံငယ်နေငါယံအန်ထေအရီလိုက်လမ်ဂလော်ရဲမကျော်ရတန်တကရာဂျုံစီရုံးနေချမုံတပ်ဂျုံဒိုင်လမ်ငါငွေပေအန်ထေမကနာတုခရက်လူစနိုင်ဒဲချန်ကဂျုံတဲ့ယူနီဖောင်းလက်လက်နေသေးပြီးရှောင်းနာခေါင်းကြော်တိုင်ရဲငါနာခရမဝါစနေရဲ မစ္စတာရှီလခေါင်ညချဖို့တော်တာဂျပန်ယင်းနင်းထွန်အိုတီလွင်ကထောင်းနာလိုက်ကရှင်ချုံပဲမုံနေပုံမွားစခတ်တဲမပြန်တာအဆောက်စီခရမန်ချုံမထဲရှာရှာနုံယုံပေါင်းကုမလီငါနာခလာအိုင်မရှာလဆာလခေါင်ငါရယ်အန်တဲမပြန်ပဲကုမရှာမြန်ပြန်တဲ့ထဲရှီယာရှိကရှပရာနီကိုလိုက်ကရှင်ချုံဆွန်လာပဲရှရိုင်နာပုံကလောငါရှရာရဲငါနာတဲ့ငေကူရှိကရှပွဲငါလမ်းကျင်းလိုအိုင် မတွနာကျန်းအေးပုံပုံတပ်ပြီးမန်မော်တဲ့ဂရုနာမတူလုံးကအိုင်ဟဲလီကော်ပတာနိဖဲကပ်တီယာချလငယ်လူကပ်တီနာဘုံလီကဝိုင်မျိုးချအောင်အောင်မောင်တဲ့ရာဝန်ခရူတော့ ฮลิคอปเตอร์เป็มวยงวชิกาเป็ตามดุนยานารีมันมโนกุมเชมเนียนพียนจับพงนิเดกรุมนามดูลุงว่าไอเฮลิคอปเตอร์มันส่งไปอุปมุนันชองพียนจับเคียอีเทปองปองจับนี้มิสเตอร์คุณยาชนะตัวคิลังไอรำมจากับที่ยำเฮลิคอปเตอร์ของเป็ครานนาที่แครมมาได้ลำช่องลำชีสกนิโกนาเจลไวมันมโนสักกะกะคนณลังไอเจเพียนกุญชพริงนามดูดูลุงว่าไอเพียนบุงนิมส่งไปเกียอีปองปองจับนี้กับที่ยำและของเป็ครานนามีซัมติงยังไงก็ช่วยกูนิงจอนบริการสนามกั าเคเอดุมงากินรากจาครัตนาวันครูทันซามาไดลามเจลไยเฮลิคอปเตอร์ลังไงเพชวยกูนิงทอนซิงหนงินเมรีสนามการนำกระจาบุนลีกาวัยมิวเทอาวามังเทราวเคเอพงนี้ตามูไลลามเจลไวก็กาครายเฮลิคอปเตอร์ละไงก็ชวยกูเมรีจะแขกแขกกาเจอยู่กับไรลามเจลไวมดนะเคโอเคเอนิงโบอุซาสลังบาลยอสงครา မကွဲမရလမောင်ကျဲရခိုင် AA KNU PSLF TNLA ABSDF PNLO တဲ့ PNF စီနီကောနာနစ်ယွန်ခန်လိုက်ကစာကြော်ရှိကပြတံတညာနာရယ်ကဲအိုလင်းဘောဥစာစလန်ကပါလညောဇုံထာကိုအဆောင်ဆက်ရှိစနေနေတာမဒူယေဆုတာရပြောမဆိုင်လမ်းကျေလွယ်မကျော်တမရှာချင်းခုဥဖူဖုန်နေတဲ့ရောင်းမြင့်ပြောရအောင်ရခိုင် AA ချက် KNU နီလိုက်ကစာရယ် พียสลฟเทียนเอลิโกนามงเคโอเทนิงบัวดึงคุณตามชานเทรา มิมพะโยชนแคเนลาำในกาสายในทางกาตากาตาตานิโมกชินอมิวชานิงบัวเทียนมานิงามงาไอดุมตามชานเทรา มิมพะโยชนแคเนลมในลำในกาสายรีในเทมเรน พีเอ็นเอลโอเทพีเอ็นเอฟซีนิโม งามงาไอดุมตามชานเทรา มิมพะโยชน์มในลำในกาสายรีสลังกบาลิโยสงฆ์ฮากอกชินอมิวชาชังลอลำเทกชินอมิวชาคิวอาร์มาดูอับน้องกุมภัยเลวา สทางกมะกำกุณงายเจนชาเชียอรองอยาเจมะกำลิดนิเพปันนันยาละจาเจและพากะไลจออับแลวาไซกะสีจาเพมะทุนเกาไดนิงโบกะจาละงายมงเรงานนะแทเลกะจะกาชดอมตนใจลามเจลุไอ

ชงพังสุนยอมวานารามเจรวยสุนพองชกชนในการนิ้เปมิสเตอร์คุณยาชินิโกนาโชลาลูไซไรนาจนสตาชิกรุยาชินิตาสุนพังวานาเรลามเจรวยชกชนในการนิ้เปจึงพอมุ่งดูพาจิพังคุมตะกสูจงมาดับชามาชาคมนันไรไรมาไลไรไรรุ่แเจนจะปล่อยคินจคูกอนาชนาคิมลีลมันจะสาธุโชลาไมลามเจลูกไอ တ်မီလမန်ပြည်လဲဝဆိုင်ဖောင်းစတုံးရှိကနေပဲအကြောင်းပြွဲရလမန်ကောဂျက်ကောင်းဆိုင်ကူရဲရေဒီယိုအန်ယူဂျီယာရှိကနေပဲခပလာမတတ်အိုင်စောရိုက်ကျရဝင်ပေါ်မျိုးရှာနေရောပဲခရင်ချီကျူပါဆိုင်လုံးဒီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစီအစဉ်တွေကိုခေတ္တရန်နာလိုက်ပါမယ်ရှင်။မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနေ့ ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆိုပြထားပါလို့ရှင်။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာ လိုင်းတူ16မီတာ19.7 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ25မီတာ17.9 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါလို့ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ ရေဒီယိုအန်ယူဂျီအဖွဲ့သူဖွဲ့သားများကဆွတောင်းလိုက်ရပါတယ်ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေဆိုင်မြမမိသားစုနိုင်ငံတကာကစိတ်နာရှင်များလို့အားပေးကြတဲ့ရေဒီယိုအန်ယူဂျီဖြစ်ပါတယ်ရှင်အရေးတော်ပုံအောင်ရပါ